Hello hi အားလုံးမင်္ဂလာပါဗျကျွန်တော်ရဲ့ဒီ case study blog ခါနေပြတဲ့ကျိုးဆိုပါရယ်ဒီနေ့မှာကျွန်တော်တက်ဆက်ပေးမှာကျွန်တော်ကတော့ data အဖွဲ့အစည်းအတွက်ချားမှတ်ထားတဲ့စီမင်းစည်းကမ်းစလေးချက်အကြောင်းကိုတက်ဆက်ပေးမှာဖြစ်ပါတယ်ပထမဆုံးအဲ့ဒီကြောင့်ရောမတက်ဆက်ခင်မှာဆိုရင် data ဆိုတာ blog procedure ဆိုတော့ကျွန်တော်ညာတက်ဆက်ပေးပါအောင်မယ် Okay ဒီတက်ခါပါစပြတဲ့ခါမှာဆိုရင်ဆိုပြည့်ပြည်တော်ဆိုတာဆိုရင်အရင်ကိုအင်အားကြီးလာတယ်ပေါ့နော်သူကဘလို့အင်အားကြီးလာလဲဆိုတော့ဆိုပြည့်ပြည်တော်ဆိုတာဆိုရင်ဒုတိယကမ္ဘာစစ်မှာသူကစစ်ပွဲထဲမှာပါလာတဲ့နိုင်ငံပေါ့နော် ိုင်ငံလည်းကြည့်တယ်နောက်ပြီးတော့ကြည့်တဲ့အခါမှာဆိုရင်ဂျာမနီကိုဝိုင်းတိုက်တယ်ဂျာမနီကိုဝိုင်းတိုက်တဲ့အခါမှာဆိုရင်အဲဆိုဗီယက်ပြည်တော်ဆိုတာဆိုရင်သူကဥရောပအရှေ့ခြံကိုရသွားတယ်အဲ့ဒီအချိန်မှာမာမေးဖွဲ့တရားဆိုရင်ဥရောပဒီနောက်ခြံကိုရသွားတယ်ပေါ့နော်ဆက်တဲ့အခါမှာဆိုရင်အဲရုရှားရဲ့ဒီဆိုဗီယက်ပြည်တော်စုရဲ့အင်အားကလည်းအရန်ကြီးတဲ့အတွက်ကြောင့်သူတို့တွေနဲ့ဒီထိမ်းမြာတိမ်းမြာဖြစ်မှလည်းဆိုတဲ့အတွက်ကြောင့်သူပူပေါင်းကောက်ွယ်ရေးဆိုပြီးလုံမန်းဆိုပြီးအဲ့လိုမျိုးဒီနေတိုဆိုတဲ့ဖော်ပေါ်စလိုက်တာပေါ့နော်ပြောတော့နေတိုရဲ့အရှိကောက်ကကြတော့ North Atlantic Treaty Organization ပေါ့နော်။ဟာမြောက်ပိုင်း Atlantic သဘောတူစာချုပ်အဖွဲ့အစည်းဆိုပြီးဖြစ်တဲ့ပေါ့နော်။အဲ့ဒီဖွဲ့စည်းကိုတော့ဘာဟုက59 April လ၄ရက်နေ့မှာဖွင့်စည်းတယ်။ဖွဲ့စည်းပြီးတော့ဒီ9အဲ6နှစ်လောက်ကြာမှာပေါ့နော်။ဘာဟုက55လောက်မှာဆိုရင်အဲ့ဒီဖွဲ့ကိုသူကဆက်ညင်တဲ့အနေနဲ့ဆိုပြပြတောင်ဆိုရဆွေးဘာစောစာချုပ်ဆိုပြခုနကဒီဥရောပရှေ့ချမ်းမှာရှိတဲ့နိုင်ငံတွေနဲ့သူကပူးပေါင်းပြီးဖွင့်လိုက်တယ်။ဒါပေမဲ့အဲ့ဒီဖွဲ့လိုက်တဲ့ဖွဲ့စည်းရဆွေးအဲအဲ့ဒီဥရောပရှေ့ချမ်းမှာရှိတဲ့နိုင်ငံတွေကအတင်းအဓမ္မသူကသတင်းခံတာပေါ့နော်။ ဒီဝါစောစာချုပ်ထဲကိုသတင်းခံတဲ့အတွက်ကြောင့်နောက်ပိုင်းမှာဖွဲ့စားရတယ်။အဲ့ဒီပထမဦးဆုံးနေတိုးနေတိုးဖွဲ့စည်းရဲ့ရွေးတက်ကကြတော့ဆိုပြပြပြတော့ဆိုအင်အားကြီးတာတာကိုတားဖို့အတွက်ပေါ့နော်။ဒီအကွယ်ကြီးဥရောပနောက်ချောင်းကိုဆိုပြရဲ့အင်အားစုတရားတွေတိုက်ခိုက်လာပြီးဆိုရင်လည်းကွန်ကကွယ်ဖို့ပါဆိုရင်ဒါသူတို့ရဲ့ရည်ရချက်ဖြစ်တယ်ဆိုပြီးသတ်မှတ်ထားတယ်။ဒါပေမဲ့ဘောင်ကွက်ကိုစတင်မှာဆိုရင်ဝါစောစာချုပ်ဖွဲ့ရဆိုရင်ပြတ်သွားပါတော့ဒီဝါစောခုနဥရောပရှင်းသားမှာရှိတဲ့နိုင်ငံတွေကနိုင်ငံတွေပါဝင်တဲ့ ပါစောစာချုပ်ပါဆိုရင်ပျက်စီးသွားတယ်ပျက်စီးသွားပြီးတဲ့ခါမှာဆိုရင်ဒေတို့ဖွဲ့စည်းရဲ့ရွေးချက်တွေလည်းပြောင်းသွားတယ်။သူတို့ရဲ့ရွေးချက်တွေကဘာလဲဆိုတော့လုံခြုံရေးရှိဖို့အတွက်နောက်ပြီးကြတော့သူကနိုင်ငံရေးတည်ငြိမ်ဖို့အတွက်ဒီပါရေးအမြတ်ရဖို့အတွက်ဆိုပြီးသူတို့တွေကြောင်းသွားတယ်ပေါ့နော်။အခုအချိန်ထိလည်းဒီနေတို့ဖွဲ့ဝင်နိုင်ငံတွေတဲ့ကိုဒါဝင်တဲ့နိုင်ငံတွေရှိတယ်ပေါ့နော်။အဲမကြာသေး2023ကကြတော့ဖင်လန်ဝင်တယ်2024ကကြတော့ဆွီဒင်အထက်ဝင်တယ်ပေါ့နော်။ဒီနေတို့ဖွဲ့တော့ ဘာလို့လဲဆိုတော့သူကအခုတော့ရုရှားပေါ့နော်အရင်တော့သူကဆိုဗီယက်ပြည်ထောင်စုအခုတော့ရုရှားဖြစ်သွားတယ်အဲ့ဒီရုရှားကခုနောက်ပိုင်းနောက်20နှစ်ကမှဒီယူကရိန်းကိုဝင်တိုက်တဲ့ဝင်ကျူကျော်တဲ့ရေကိဖြစ်ပြီးတဲ့နောက်မှာနှစ်နိုင်ငံစလုံးကလည်းသူတို့ရဲ့ဒီသူတို့ရဲ့နိုင်ငံကိုအဲရုရှားကသူတို့ရဲ့နိုင်ငံကိုရုရှားကဝင်ရောက်တိုက်ခတ်မှာကိုတောက်သွားတဲ့အတွက်ကြောင့်လို့ထင်တယ်ပေါ့နော်အများစုတော့အဲ့လိုထင်တယ်ပေါ့နော်ဝင်ရောက်တာကျူကျော်မှာကိုဆွေးရင်တဲ့အတွက်ကြောင့်ပေါ့နော်အဲ့တော့နေတို့ဖွဲ့ဝင်တဲ့ကိုဝင်တဲ့နိုင်ငံတွေကိုအစင်လိုက်ကြည့်နေတယ်ဆိုရင်ကျွန်တော်ရဲ့ဒီ Facebook page ကိုတောက်ပြပါအဲ့မှာကျတော့ စာသားတွေနဲ့ကျွန်တော်ထည့်ပေးမှာဖြစ်ပါတယ်။ဒီဘက်တော့ကျွန်တော်ခုဒီပပြမတ်အဲစကန်စကန်နေစီမစီကန်ပြထန်းချက်14ချက်ကိုကြည့်နေတဲ့ဆိုရင်လည်းအဲ့ဒီမှာတွားကြည့်ပြပါကြောက်နေတက်ဆက်ပေးပါမယ်။အဲ့ဒီအားတွေအားလုံး link ကိုတော့ကျွန်တော်ရဲ့ဒီ description မှာထည့်ထားပေးပါမယ်ပေါ့နော်။ဟုတ်ကဲ့အဲ့တော့တွားကြကြအောင်ပြ။ကျွန်တော်အဲ့ဒီအားတွေကိုတော့ကျွန်တော်ကဆရာထက်မှာဒီထည့်ထားတဲ့အတွက်ကြောင့်ဒီ slide ကိုကြည့်ပြမှာကျွန်တော်နေပြပြမှာပေါ့နော်။ Okay အကုန်လုံးကိုမပြောခင်ပါဆိုရင်ပထမဆုံးကျွန်တော်အဲဒီ article blog ကနေ blog ထည့်ရဆိုရင်ဘယ်เจ้าယာတွေပြထားလဲဆိုတော့ပထမဆုံး ရှင်းပြဖို့လိုတယ်ပေါ့နော်။ Okay ကြည့်ကြည့်မယ်ဗျ။ Article တကနေနေ့အထိကကြတော့ငင်းငင်းကြကြအပြေရှာခြင်းနဲ့ပူပေါင်းဆိုရခြင်းကိုကြည့်ို့ပါတယ်။ Article 3ကနေ5ကြတော့ကာကွယ်ရေးနဲ့ပူပေါင်းလုံခြုံရေးကိုပါတယ်။ Article 6နဲ့9ကကြတော့နေတိုးရက်ကပိုင်နက်နယ်မြေပေါ့နော်။ပိုင်နက်ပိုင်နက်နယ်နဲ့သူကလုပ်ငန်းစဉ်လုပ်ငန်းစဉ်ကိုသတ်မှတ်တာပြီးပါတယ်။ Article 10ကနေ14ကကြတော့အဖွဲ့ဝင်ခွင့်တက်တန်းကြခြင်းနဲ့နှုတ်တက်ခွင့်ဆိုပြီးပါတယ်ပေါ့နော်။အဲ့ဒါကျွန်တော်တို့ Article 1နေကြည့်ကြည့်မှပြ။ article 1အပိုက်တက်မှာကျတော့ငင်းချမ်းစွာပြဿနာကိုဖြေရှင်းခြင်းပေါ့နော်အဲ့ဒါကဘာလဲဆိုတော့ပတ်ဝန်းနိုင်ငံတွေရဆိုရင်တဲ့အေးအေးချမ်းချမ်းငင်းချမ်းချမ်းနဲ့ဖြေရှာပြီးတဲ့နိုင်ငံတကာဆက်ဆံရေးတွေကိုထိချောက်တာတွေဒါမှမဟုတ်အတင်းကျပ်ခန့်စီတာတွေကိုလုပ်ရပါဘူးတဲ့ပတ်ဝန်းနိုင်ငံအချင်းချင်းပြဿနာတွေဖြစ်တယ်ဆိုရင်တော့မှအေးအေးချမ်းချမ်းနဲ့ပြဿနာတွေဖြေရှာမယ်လက်နက်တွေအကူအညီစစ်ရေးစစ်ရာအလို့စစ်တပ်အင်အားတွေအသုံးပြုပြီးတော့ဒါဖြေရှင်းမှုတွေလုံးဝမလုပ်ရဘူးနောက်ပြီးကျတော့ရှားနိုင်ငံကို အဲအလိုမျိုးဖြစ်စင်းတဲ့အခါမှာဆိုတဲ့တခြားနိုင်ငံရဲ့ဒီနိုင်ငံကဆက်ဆံရေးတွေကိုတော်ပြီးဖိအားပေးတာစီးပွားရေးနဲ့ပတ်သက်တဲ့ဟာတွေကိုဖိအားပေးတာလောက်ဆောင်မှုလို့လည်းလုပ်ရပါဘူးတဲ့ဒါ article 1မှာပေါ့နော် article 2မှာဆိုတော့စီးပွားရေးနဲ့နိုင်ငံရေးပူးပေါင်းဆောင်ရွက်ခြင်းအဲ့ဒါကဘာလဲဆိုတော့ဖွဲ့ဝင်နိုင်ငံတွေကြားမှာဆိုရင်ဒီဒီမိုကရေစီဒီနိုင်ငံခံမြေရေးเนาะပြောတော့စီးနိုင်ငံစီးပွားရေးတည်ငြိမ်ရေးပြောတော့နိုင်ငံတည်ငြိမ်ရေးပြောတော့လုံခြုံရေးတွေကိုတဲ့ပူးပေါင်းဆောင်ရွက်ရမယ်ဆိုပြီးဖြစ်တယ်ပေါ့နော် သူကစီပွားရေးမှာဆိုရင်လည်းတနိုင်ငံနဲ့တနိုင်ငံဥပဒေမှုတွေလောက်ရမယ်နိုင်ငံရေးတွေမှာဆိုရင်လည်းဥပဒေမှုတွေလောက်ရမယ်ဆိုပြီးတော့ဒီ article 2မှာကပါတယ်ပေါ့နော် article 3 article 3ကကျတော့ကိုကိုကိုကာကွယ်ရေးနဲ့စီးရေးအစဉ်သဖြင့်မှုပေါ့နော်အဲ့ဒါကဘာလဲဆိုတော့ဖွဲ့ဝင်နိုင်ငံတွေအရဆိုရင်လည်းဒါလက်နက်နက်အဖွဲ့ဝင်တဲ့နိုင်ငံတွေအရဆိုရင်လက်နက်နက်တိုက်ခတ်လာမှုတွေကိုကာကွယ်နိုင်ဖို့အတွက်လက်နက်နက်ဒီတခြားနိုင်ငံကတက်ခက်လာတာတွေကိုတက်ကွယ်နိုင်ဖို့အတွက်တဲ့ဒီပို့မှာရှိတဲ့စွမ်းရည်တွေကိုလည်းတဲ့ တိုးမြင့်အောင်ကြိုးစားမယ်တဲ့နောက်ပြီးတော့ရှိပြီးသားစွမ်းရည်တွေကိုလည်းတဲ့ထိသိမ်းထားကြမယ်ဆိုပြီးတော့ပါတယ်ပေါ့နော်ဒါ article 3မှာပါတယ် article 4ချိန်ကြောက်ခံရတဲ့အခြေအနေမှာဆိုရင်တိုင်မင်ဆွေးနေခြင်းအဲ့ဒါကဘာလဲဆိုတော့နိုင်ငံတကာနိုင်ငံအားဆိုရင်ပေါ့နော်ဒီနေရုဖက်ဝင်ထဲမှာပါတဲ့နိုင်ငံတကာနိုင်ငံအားဆိုရင်တဲ့ချိန်ကြောက်ခံရတယ်လို့ဒီခံစားနေရတယ်ဆိုရင်တဲ့အခြားဒီနေရုဖက်ဝင်နိုင်ငံတွေအားလုံးနဲ့ချိန်တိုင်မင်ခွင့်ရှိတယ်ဆိုပြီးတော့ဒါဖြစ်ပါတယ်အဲ့ဒါ article 4မှာဖြစ်တယ်ပေါ့နော် article 5မှာကျတော့ပူပေါင်းကာခွေရေးပူပေါင်းကာခွေရေးရပါတယ်ဆိုတော့ဒီ article ကကျတော့အရင်ကိုရေးပါတဲ့ article ဖြစ်တယ်ပေါ့နော်အဲ့ဒါပါလဲဆိုတော့သူကငွေလေးလိုကျွန်တော်ဖတ်ပြောရှင်းပြမှာပေါ့နော် an attack on one is at an attack on all သူကနိုင်ငံတိုင်းကိုတိုက်ခိုက်တယ်ဆိုရင်နေတို့ဖော်ဝင်ထဲမှာပါတဲ့နိုင်ငံတွေအားလုံးကိုတိုက်ခိုက်တာပဲဆိုပြီးတော့တိုက်ခိုက်မှုတစ်ခုပဲဆိုပြီးပြောချင်တာပေါ့နော်အဲ့ရသူဘယ်လိုမျိုးလဲဆိုတော့ဖောက်ဝင်နိုင်ငံတနိုင်ငံတိုက်ခိုက်ခံရမှာဆိုရင်တဲ့ဒီတခြားနိုင်ငံတွေအားလုံးကလည်းတဲ့ ါသူတို့အဲအားလုံးတိုက်ခတ်မှုဆိုပြီးတော့တတ်မှတ်ပြီးတော့သူတို့ကလည်းလိုအပ်လာရင်လိုအပ်လာမယ်ဆိုရင်ဒီစီရေးအရာစစ်တပ်အင်အားသုံးပြီးတော့ဝင်ရောက်ဖြစ်ရှိမှုတွေလုပ်လို့ရမယ်ပထမဆုံးအနေနဲ့ညီညီညံ့ညံ့သွားဖြစ်ရှိမှုတွေလုပ်ရမယ်ဒါမဲ့အဲ့အစင်ကိုသူကပြင်ရှင်းလို့မရဘူးဆိုရင်စီရေးအရာလိုအပ်လာမယ်ဆိုရင်သုံးရမယ်ဆိုတဲ့အချင်းတွေကိုပြောချင်တာပေါ့နော်အဲ့အဲ့ဒါမို့ကြောင့်ဒီ article ဖတ်ရဆင်ရန်ကိုရေးကြည့်တယ်ပေါ့နော်ဟာ article 6 article 6ကကြတော့ NATO ကကွယ်ရမယ်ပထဝီအကျယ်ဝင်းပေါ့နော်အဲ့ဒါကပါလဲဆိုတော့ NATO ဟာဆိုရင် မြောက်အမေရိကတိုက်မြောက်အမေရိကဆိုတာ North America နောက်ပြောတော့ Europe Europe နိုင်ငံတွေပြီးတော့အဲ့ဒီခုနကျွန်တော်ပြောထားတဲ့မြောက်အမေရိကနဲ့ဒီ Europe နိုင်ငံတွေရဲ့အပက်လက်မှာရှိတဲ့ဒီပိုင်နယ်တွေအလုံးကိုတဲ့သူတို့နေတာကွဲသူတို့နေတာကွဲဖို့အတွက်ဒီတာဝန်ရှိတယ်လို့တာသတ်မှတ်ထားရမယ်တဲ့အဲ့ဒါကကျတော့ခုနကိုကအဲဆက်ပါတော့သူကဆက်ပါတော့အဲနိုင်ငံနိုင်ငံဆိုရင်ဒီဟာဒီ NATO ဖွဲ့ဝင်စီတဲ့ပါတယ်ဆိုရင်အဲ့ဒီနိုင်ငံပုံဝတ်ချက်မှာရှိတဲ့အဲ့ဒီနိုင်ငံနဲ့သက်ဆိုင်တဲ့ရပိုင်နာဆိုရင်လေတဲ့ ဒီနေတို့ဖွဲ့ရနေတောက်ွယ်ပြရမယ်လို့ဆိုဒီအိပယ်ကိုပြောချင်တာပေါ့နော် article 7 article 7ကျတော့ UN charter လွှမ်းမိုးမှုဒီ charter ဆိုတာကသူကပြည်ညံပြောချင်တာပြည်ညံဆိုတာကဒီသဘောတူညီချက်တွေပေါ့နော်ဒီ UN ရဲ့သဘောတူညီချက်တွေအားဆိုရင်လွှမ်းမိုးမှုလည်းရှိရမယ်တဲ့အဲ့ဒါပါလဲဆိုတော့နေတို့ဖွဲ့ဝင်နိုင်ငံတွေအားဆိုရင်တဲ့ဒီ UN ရဲ့တဲ့အဲ UN ရဲ့အခက်ခဏကိုလည်းအိမ်မပြရနေတို့အဖွဲ့ဝင်နေတို့အဖွဲ့ဝင်နိုင်ငံတွေအကုန်လုံးကဒီ အာ UNA ရဲ့အခက်ကဏ္ဍကိုတိမှတ်ပြရမယ် UNA ရဲ့ဩဇာအာဏာကိုလည်းတဲ့ပယ်ချမှုတွေမပြပြလို့ရပါဘူးတဲ့ UNA ရဲ့အဲဒီဩဇာအာဏာဆိုရင်ဒါငါတို့နဲ့မသက်ဆိုင်မှု UNA က UNA တက်တက်ပဲဆိုပြီးတော့မလုပ်ရဘူးအဲ့ဒီဟာဒီအလုံးပြပယ်မှုတွေကိုဒါသုံးလို့မရဘူးစတိပယ်ကိုပြောချင်တာဖြစ်ပါတယ်အာဒီကအိတ်ကကျတော့နိုင်ငံတကာသဘောတူညီချက်ရရှိခြင်းအဲ့ဒါကပါလဲဆိုတော့ဒီစာချုပ်ဟာဆိုရင်တဲ့ဖွင့်ဝင်နိုင်ငံတွေရဲ့နိုင်ငံနိုင်ငံတကာတာဝန်ဝတ္တရားတွေကိုအပြစ်ပေးရဘူးတဲ့သဘောတော့ င်္ဂါရနိုင်ငံမှာအဲဒီနိုင်ငံတကာနဲ့ပတ်သက်တဲ့ဒီတာဝန်တွေရှိတယ်ဆိုရင်အဲ့နိုင်ငံရဲ့ဘာတွေကိုကျော်လွန်ပြီးတော့သူကစီးရီးတွေဝင်ပြီးလုပ်တာဒီအဲ့ဒါမျိုးတွေလုံးလုံးမရဘူးဆိုတဲ့တိပ္ပံကိုပြောချင်တာပေါ့နော်စီးရီးပဲဖြစ်ဖြစ်နိုင်ငံရေးပဲဖြစ်ဖြစ်ပေါ့နော်အခုလုံးလုံးလုံးမရဘူးဆိုတဲ့တိပ္ပံကိုဒီကပြောချင်တာပေါ့နော်အာဒီကနိုင်အာဒီကနာကျတော့ NATO Council President NATO Council President ဆိုတော့ဘာလဲဆိုတော့အဲအရေးကြီးတဲ့ဆွေးနွေးချက်တွေဒီ NATO ဖွဲ့စည်းရဲမှာဆိုရင်ဒီအရေးကြီးတဲ့ဆွေးနွေးချက်တွေကိုစာဖို့အတွက် North Atlantic Council ဒီမြောက်ပိုင်း Atlantic Council Friends ဆိုပြီးဖွဲ့ထားဟုတ်လားဆိုတော့တကယ်အရေးကြီးတဲ့ဆွေးနွေးချက်တွေခြားတော့မယ်ဆိုရင်ဥပမာတခြားနိုင်ငံကိုဒီအကြံဖတ်မှုတွေဖြစ်တဲ့ဆိုရင်အဲအကြံဖတ်တဲ့လူနေတဲ့နိုင်ငံမျိုးတော့ပြီးစစ်စင်ရေးတွေပြုလုပ်မယ်ဆိုရင်အဲ့ဒီ Council ကနေတော့အရေးကြီးတဲ့ဆွေးနွေးချက်တွေကိုဆက်မနိုင်ဖို့အတွက်အဲ့ဒီ Friends ကိုဖွဲ့ထားမှာဆိုပြီးတော့ပြောချင်တာပေါ့နော် Article 10 Article 10ကျတော့တကားဖွင့်ဝါဒရောက်ဝင်လာတာကျတော့ဘာကိုပြောချင်တာနိုင်ငံတကာနိုင်ငံအားဆိုရင်ဒါဒီနေတို့ဖွဲ့တယ်ကိုညနေဆိုရင်အဲ့ဒီနေတို့ကချမှတ်ထားတဲ့ စံချိန်တောင်ဖို့ရှိတယ်အဲ့ဒီတောင်ဖို့တွေနဲ့တိုက်ညီတယ်ဆိုရင်တဲ့ဒီအဲဥရောပနိုင်ငံတွေကိုအဲ့ဒီဥရောပနိုင်ငံတွေကိုနေတိုးဖွဲ့ဝင်တွေကိုတဲ့သူကပူပေါင်းခွင့်ဖိတ်ခေါ်လို့ရပါတယ်တဲ့ပူပေါင်းလို့လည်းရတယ်ဆိုတဲ့ဒီဘုတ်ပြချင်တာပေါ့နော်ပြောလို့နိုင်ငံတကာနိုင်ငံဆိုရင်သူကစီမစီကန်ဒီနေတိုးကချမှတ်ထားတဲ့စီမစီကန်တွေကိုလိုက်နာတယ်ဆိုရင်နေတိုးဖွဲ့တို့အပီပူပေါင်းလို့ရတယ်ဆိုတဲ့ဒီဘုတ်အဓိကပြောချင်တာဖြစ်တယ်ပေါ့နော် article 11 article 11ကဘာလဲဆိုတော့ဘောတူစာချုပ်တွေနဲ့ပြည်ပြလက်မှတ်ထိုးခြင်းတဲ့အဲ့ဒါကဘာလဲဆိုတော့တဲ့ နိုင်ငံတကာနိုင်ငံဆိုရင် NATO ဖွဲ့ဝင်ဖြစ်ဖို့အတွက်တဲ့ဒီ NATO ရဲ့တရားဝင်လုပ်ငန်းစဉ်တွေကိုတဲ့အိုက်နိုင်ရမယ်တဲ့အဲ့ဒါကဘာလဲဆိုတော့သူက NATO ဖွဲ့တော်ကိုဝင်ဖို့အတွက်သူကသတ်မှတ်ထားတဲ့စိတ်ကတည်းကရှိတယ်အဲ့ဒါကဘာလဲဆိုတော့အဥပမာဘယ်လိုမျိုးလဲဆိုတော့နိုင်ငံတကာနိုင်ငံဟာဆိုရင်စစ်ဖြစ်နေတယ်ဆိုရင် NATO တဲ့ကိုဝင်လို့မရဘူးဘာလို့လဲဆိုတော့သူကစစ်ဖြစ်နေစစ်ဖြစ်နေတဲ့ချိန်မှာဝင်နေဆိုရင် NATO ကိုယ်တိုင်ကလည်းတော့ဝင်ပြီးတော့စစ်တိုင်းမှာပြစ်သွားပြီးခွေးအလုံးမျိုးတွေရှိတယ်နောက်ပြီးကျတော့သူကဒီနိုင်ငံ NATO ဖွဲ့ဝင်တဲ့ကိုနိုင်မ NATO တဲ့ကိုဝင်မှဆိုရင် NATO ဖွဲ့ဝင်နိုင်ငံတွေအားဆိုရင်အဲ့ဒီ NATO ကိုဝင်တဲ့အတွက်ကြောင့်သူတို့ရဲ့ဒီနိုင်ငံရဲ့ GDP အားဆိုရင်အဲကျွန်တော်ကြားဘူးတာလားဗောနော်2%နဲ့5%အထိကိုပေးရတယ်ဆိုပြီးကျွန်တော်ကြားဘူးတယ်ဗောနော်အလင်းတို့ကြီးရှိတယ်ဗောနော်အဲ့ဒီဒီတရားဝင်လုပ်ငန်းစဉ်တွေတို့အတွက်အိုင်နာပြရမယ်ဆိုပြီးတော့ဖြစ်တယ်ဗောနော်အတူတူတွေ့ရကြတော့ဗာလဲဆိုတော့ဘောက်တူစာချုပ်ကိုပြန်လဲသုံးတက်ခြင်းဗောနော်အဲ့ဒါကဗာလဲဆိုတော့ NATO ဖွဲ့ဝင်နိုင်ငံတွေအားဆိုရင်တဲ့စာချုပ်ရဲ့ထိရောက်ဗောနော်ဒီစာချုပ်ကဘယ်လောက်ထိရောက်မှုတွေဟိုးတဲ့အတွက် တဲ့တဲ့သုံးသက်တာတွေတဲ့တဲ့စနစ်တာတွေကိုပြုလုပ်နိုင်ပါတယ်အဲ့လိုစနစ်ပြီးတဲ့အခါမှာအဲပြင်သစ်တာကိုပြင်မှတိဆက်ပြတင်းသုံးတင်တာတွေကိုဆက်ပြင်သုံးမှဆိုတဲ့ဒီသုံးသက်ချက်တွေအဲ့လိုမျိုးတွေဒါပြုလုပ်ပုံမှန်ပြုလုပ်ပြရမယ်ပြီးတော့ဖြစ်တယ်ပေါ့နော် article 13 article 13တန်းကျတော့ပါလဲဆိုတော့ NATO မှနှုတ်ထွက်ခြင်းသူကဒီ NATO တွေကနေနှုတ်ထွက်မယ်ဆိုရင်နိုင်ငံတနိုင်ငံအားစေတနစ်စာကြိုးပြတ်တည်ပြထားတယ်တနစ်ပြီးပြီးမှအဲတနစ်ပြီးတဲ့နောက်အဲတနစ်ပြီးတဲ့တနစ်ပြည့်တဲ့နေ့မှာပဲ วันนี้ดูเรื่องนี้นุ๊กตะคุยสิเดี๋ยวพวกเราเดี๋ยวเราเออลงมือไปเนี่ยอ่าทีนี้ทีนี้นุ๊กตะคุยเต็มเนี้ยแต่มันไม่ได้แค่นุ๊กตะคุยสมชื่อไม่ยาวทีนี้เราวัดว่าสองปีอ่ะมันสุดที่ผู้ย้อนจินตนาปนอ่ะอาริเกนฟอร์ดินอาริเกนฟอร์ดินตัวเราเดี๋ยววันบาร์ดาสกันเน่ยมาดันเต็มท่าจังอะไรก็พาเลสโซโร่ทีนี้ดูเพื่อวันนี้มาสิเนี่ยเดี๋ยววันจะพิโอแอมบาร์ดาสกันนักกุศลเดี๋ยวปนอ่ะอะไรก็พาเลสโซโร่อังกฤษสกันเนี่ยเป็นี่สกัดเลยอะไรนักคุ่เบ้ทีนี้ดูเพื่อวันนี้ดูได้มาสิตัวอย่างอ่อแล้วพีเราดี ဒီသဘောတူစာချုပ်ကိုလေအမေရိကရဲ့မျိုးသားအမ်မော်ကွတိုက်မှာဆိုပြီးဒီနေတိုးဖွဲ့ဝင်တွေအားလုံးသဘောတူစာတဲ့စာချုပ်ကိုတဲ့အဒီမှာတင်ထားရဲဆိုပြီးပြောချင်တာဖြစ်ပါတယ်။ Okay ဒါကတော့ကျွန်တော်လေ့လာတလောက်ကိုကျွန်တော်ရှင်းပြတာဖြစ်ပါတယ်။ခုဒီကျွန်တော်ဒီပြောထားတဲ့အချက်လက်တွေအားလုံးကိုအင်္ဂလိပ်လိုဖတ်ကြည့်ချင်တဲ့ဆိုရင်လည်းကျွန်တော်ရဲ့ဒီအာ page ကိုသွားပြောဖတ်ကြည့်ရှိပါကျွန်တော်တကယ်လို့အဲ့ဒီမှာရှိတဲ့ link တွေအားလုံးကိုကျွန်တော်ရဲ့ဒီ description မှာထည့်ပေးထားပါမယ်။အဲ့မှာသွားကြည့်ပြပါ။ Okay အဲ့ဒီ select ချက်တွေကနေတာ အာအလုံးဟိုတာအရေးကြီးတဲ့အချက်တွေရှိသေးတယ်ပေါ့နော်အဲ့ဒါတွေကဘာလဲဆိုတော့နံပါတ်1နေရာမှာကျတော့ article 5ကကျတော့နေရာယူထားတယ် article 5သူကနိုင်ငံတိုင်းငောတက်ခဲ့တယ်ဆိုရင်နိုင်ငံအလုံးတက်ခဲ့တာပဲစက်မချက်ဆိုပြီးတော့အဲ့ဒီဟာဖြစ်တယ်ပေါ့နော်ဒါက number 1 number 1မှာကျတော့ article 5ကယူထားတယ် number 2မှာကျတော့ article 4ကယူထားတယ် article 4ကကျတော့ဒီနိုင်ငံရေးအချင်းချောက်ခံရတယ်လို့ခံစားရတယ်ဆိုရင်တော့စနစ်တိုင်းမှာ queen ပေါ့နော်အဲ့ဒါဖြစ်တယ် number 3ကကျတော့ article 3ရပဲနေရာယူထားတယ်အဲ့ဒါကဘာလဲဆိုတော့ ဟော်လက်တစ်ဒီဖင့်ပူပေါင်းကာကွယ်ရေးပေါ့နော်အဲ့ဒီဟာနေရာယူထားပါတယ်နံပါတ်၄နေရာမှာကျတော့ RDK 10အဲ့ဒါကတောင်းယူထားပါတယ်အဲ့ဒါ RDK 10ကျတော့ပါလဲဆိုတော့အဲ့ဒါ membership ပေါ့နော်အဖွဲ့ဝင်ဒါတိုးချဲ့ချင်းအဲ့ဒါဖြစ်ပါတယ် okay အဲ့တော့နံပါတ်နံပါတ်1ကျတော့ RDK 5နံပါတ်2ကျတော့ RDK 4နံပါတ်3ကျတော့ RDK 3နံပါတ်4ကျတော့ RDK 10ပေါ့နော်ဒီ RDK ၄ခုကမြန်ကိုရေးကြည့်တဲ့ အဲအချက်တွေဖြစ်တယ်ဗောနော်အဲ့အတွက်ကြောင့်တကယ်လို့အကွာနေတို့ဖွံ့ဖွံ့နိုင်ငံတော်နိုင်ငံဟာဆိုရင်တခြားနိုင်ငံတွေထဲမှာစစ်ဆေးတွေပြုလုပ်တယ်ဆိုရင်အဓိကကအဲ့ဒီအချက်တွေချက်ကိုအဓိကအရင်ကြည့်မှာဗောနော်အရင်ကြည့်ပြီးမှ channel ချက်တွေနဲ့တိုက်ကြည့်ပါဗောနော်โอเคဒီနေ့ကျွန်တော်တင်ဆက်ပေးတဲ့ဒီဗီဒီယိုလေးကိုသင်တဲ့တဲ့ဆိုရင်ကျွန်တော်ရဲ့ဒီဗီဒီယိုလေးကို like တော်လေးလက်ပေးခဲ့ပါနောက်ပြီး share လေးလက်ပေးခဲ့ပါနောက်ပြီးတော့ subscribe တော်လေးကိုလည်းမလိုအပ်သေးလုပ်ပေးထားခဲ့ပါကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်လည်တွေ့ကြပါဗျအားလုံးကိုစွတ်တင်ပါတယ်ဘိုင်ဘိုင်အော်စကားမဆက်ကိုပြောအဲကို ဒါပြောဆင်ခြင်းနဲ့အကြောင်းအရာတွေရှိတယ်ဆိုရင်ကျွန်တော်ရဲ့ဒီ comment box မှာပြေးပေးထားကြပါကျွန်တော်ရဲ့အဲ့အရာတွေကို share ပြပြ disable ပေးပါမယ်โอเคအဲ့တော့နောက်ပြီးတော့မှပြန်လာကြပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်